ဒီနှစ်သိန်းကဒီနေ့ပွဲမှာဒါနံမရဆိုရင်အသိကြီးအသိငယ်ဆိုတဲ့ပုံစံမျိုးတော့ပေါက်တယ်ဒါပေမဲ့ United ရဲ့ DRC အဝေးဝင်ညံ့နေတဲ့ပုံစံပြီးတော့ Brentford ရဲ့ DRC အိမ်ကွင်းမှာဖောင်သိပ်ပြီးတော့မကြသေးတဲ့ပုံစံအကြောင်းတော့ဒီနေ့ပွဲကတော့ကွာခြားချက်အရင်ရှိလိမ့်မယ်လို့တော့မထင်ဘူးကွာခြားချက်ချင်းပြောင်းလိမ့်မယ်ထင်တယ် United နဲ့ပတ်သက်ရင် DRC မှာအားရစရာအချက်ကတော့ဒါပြိုင်ဘက်တီရဲ့ဒီခံစစ်ကိုဟုတ် ကန်သွေးချိတ်ချမှုတွေတော်တော်လှုပ်ထားနိုင်တယ်ပရီးမီးယားလိမှာအသင်းအားလုံးထဲမှာအများဆုံးတော့ပြောလို့ရတယ်82ကြိမ်ဆိုတော့တပွဲပြည်မြား16ကြိမ်လောက်လှုပ်ထားတယ်မနစ်ကတရာစီလုံးမှာမှ73.9ကိုကျင်14ကြိမ်မပြည့်ဘူးဆိုတော့ဒီနေ့မှာအဲ့ဒါလေးပိုအားကောင်းလာတယ်ပြီးတော့အမှုမို့ဆိုရင်ဒီရာဒီမှာကန်ချက်15ကြိမ်လောက်ရှိထားတယ်ဟာလန်20ကြိမ်ပြီးရင်ကန်သွင်းချိချောက်မှုအများဆုံးဒါလေးဒါတို့တွေပတ်သက်ပြီးအားတက်စရာအချက်ပြီးခဲ့တဲ့တစ်ပတ်ကချဲစီကိုနိုင်ထားတဲ့အချိန်ကိုဒီလောက်ဘယ်လောက်ထိတို့တည်ဆောင်နိုင်မလဲမင်္ဂလာပါ VOF ရဲ့ Facebook နဲ့ YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဒီနေ့မှာတော့ Premier League ဒီဘက်ပွဲစဉ်6ရက်ပွဲစဉ်တွေကိုတုံးသက်ပြေးသွားမှာဖြစ်ပြီးတော့ဒီတစ်ပတ်ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Frankfurt နဲ့ Man United ပွဲစဉ်ကိုတော့ကျွန်တော်နဲ့အတူညီလေးနိုင်လေးအောင်ကတုံးသက်ပြေးသွားမှာဖြစ်ပါရစေ။မင်္ဂလာပါညီလေး။ဟုတ်ကဲ့ပါအကိုဒီဒီဘက် Premier League က Big Bet တော့မပါဘူးเนาะဒါပွဲစဉ်6အရောက်မှာအသင်းကြီးချင်းတွေ့တဲ့ပွဲမပါတဲ့ရသက်တစ်ပတ်ပေါ့ဒါပေမဲ့ဒီဒီဘက်မှာအသင်းကြီးတွေကတကယ်ဟိုကစားခတ်တဲ့ပြိုင်ဘက်တွေနဲ့တွေ့မယ်အသင်းကြီးတိုင်းကအသင်းလက်တွေအသင်းငယ်တွေဆိုပေမဲ့ဒါ လုံးဝ short တက်လို့မရတဲ့နဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမယ်ဒီတစ်ပတ်မှာ Man United က Brentford ကိုမှကစားမယ် Brentford ကတော့ဒီရာသီမှာအရင်နှစ်တည်းတည်းဆိုင်ရင်ခြေစွမ်းပိုင်ရောရလပိုင်ရောကြာနေတယ်လီးပြလည်းပြောင်းထားတယ်ကစားသမားတချို့လည်းအသင်းရဲ့တကယ်ကိုအားကိုးရတဲ့ Visa တို့ AMU တို့ထွက်သွားတယ်ဆိုတော့အသင်းကပြုပြင်တိဆောက်ဆဲဆိုတော့ခြေစွမ်းကောင်းတော့မရသေးဘူးဒါမှမဟုတ်သူ့အိမ်ကွင်းမှာတော့ Barcelona ပဲဆိုတဲ့အသင်းမျိုးပေါ့နော်ဒါ Chelsea ကိုလည်းတည်ခံခံထားခဲ့တဲ့ပွဲရှိခဲ့ဘူးလေဆိုတော့ဒီနှစ်သင်းရဲ့လက်ရှိအနေထားတွေပေါ်မှာအရင်ဆုံးအနေနဲ့ generally လေးစပြီးပြောပြပါဦး အော်ကိုလက်ရှိဒီနှစ်သိန်းကဒီနေ့ပွဲမှာဒါနာမည်ရဆိုရင်အသိကြီးအသိငယ်ဆိုတဲ့ပုံစံမျိုးတော့ပေါက်တယ်ဒါပေမဲ့ United ဒီရသည်အဝေးဝင်ညံ့နေတဲ့ပုံစံပြီးတော့ Brandford ရဲ့ဒီရသည်အိမ်ခွေးမှာဖောင်တိတ်ပြီးတော့မကြသေးတဲ့ပုံစံအကြောင်းတော့ဒီနေ့ပွဲကတော့ကွာခြားချက်အရင်ရှိလိမ့်မယ်လို့တော့မထင်ဘူးကွာခြားချက်ကျင်းပြောင်းလိမ့်မယ်ထင်တယ်ဒီရသည်ဆောက်ပွဲတွေကိုကျွန်တော်ကြည့်လိုက်လို့ရှိရင် Brandford ကတော့ခုနကအခုပြောတဲ့အတိုင်းပါပဲကျွန်တော်တို့ဒီတိဆောက်ဆဲကာလမှာရှိနေတဲ့အဓိကအပြင်အသင်းရဲ့တိုက်စစ်ကစားမှာနှစ်ဦးလုံးပျောက်သွားတဲ့အချိန်မှာသူတို့တိုက်စစ်ပိုင်းကဒီအရင်လိုမျိုး တက်တက်မတဲ့ကစားတဲ့ကစားဟန်မျိုးမတွေ့ရတော့ဘူးဆိုလိုချင်တာကဒါ brand four ဆိုရင်ကျွန်တော်ကြည့်လိုက်လို့ရှိရင်အရင်တော့ကသူ့ရဲ့ကစားဟန်ကကောင်းကောင်း present ပေးမယ်ပြီးလို့ရှိရင်ပြိုင်ဘက်ကိုကောင်းတာ attacking နေနဲ့ကောင်းကောင်းသွားနိုင်တဲ့တိုက်စစ်ပိုင်းကလှုပ်လှုပ်ခက်ခက်ရှိတယ်။ကွင်းလင်ကားဆိုလေဒါမမချာချာရှိတဲ့ပုံစံမျိုးတွေရှိတယ်။အဲ့နေထားမှာနီးပြမှာအပြောင်းလဲဖြစ်သွားတဲ့အချိန်မှာအသင်းရဲ့အထိုင်းကလုံးဝပြတ်ထွက်သွားတယ်လို့မျိုးကြီးကိုခံစားလိုက်ရပါတော့။အဲ့ဒီအဲ့ဒီအချိန်မှာဒီရှားဒီကန်ထားတဲ့ပွဲတွေကိုကျွန်တော်တို့နီးကကြည့်လိုက်တော့ပွဲတိုင်းကကစားသမားပြောင်းလဲတက်ကနစ်ပိုင်းတွေကအစကသူတို့က ပြောင်းနေရသလိုဖြစ်နေတပွဲနဲ့တပွဲမတူအဓိကပြတော့ဒါပို့ပြီးတော့ထင်သာမြင်သာရှိလာတာခန်းစစ်ကိုပို့ပြီးတော့အသားပေးလာတဲ့ပုံစံတွေကတော့ဒါ brand phone နဲ့ပတ်သက်ရင်ကျွန်တော်တို့မတွေ့ခဲ့ရတဲ့အနေအထားတွေလို့တော့ဆိုလို့ရတယ်ဒီအနေအထားမှာဒီနှစ်မှာတော့ဒါဒီပြားသေးလက်ထက်မှာခန်းစစ်ကိုပို့ပြီးတော့အသားပေးနေတယ်ဒါတစ်ဖက်က United နဲ့ပတ်လို့ရှိရင်တော့ဘာမှ trade through တော့ပြောစရာမရှိပါဘူး United ကတော့ဟိုကောင်းလိုက်မကောင်းလိုက် United နဲ့ပတ်သက်ရင်ကျွန်တော်ဒီရာသီမှာတွေ့ထားကြတော့ပါတပွဲတပွဲနိုင်တယ်တပွဲမနိုင်ဘူးတပွဲနိုင်တယ်တပွဲမနိုင်ဘူးအဲ့လိုနိုင်ရှုံးအဲ့လိုတလဲကြကလင်နာကြလို့ဖြစ်နေတဲ့ပုံစံမှာတော့ရှိတယ် ဆိုလို့ကျွန်တော်ကတော့နှစ်သိန်းလုံးကတော့ဒီနှစ်မှာဒီရာဒီမှာတော့လုံးဝခြေပုံမှန်ခြေလုံးဝမရသေးဘူးလို့မြင်မိပါတယ်ဟုတ်ပါတယ်နှစ်သိန်းလုံးကဒါဒီရာဒီဖောင်ရပြောမယ်ဆိုရင်အကောင်းဆုံးပုံစံမရသေးဘူး Brentford ကလက်ရှိ၅ပွဲစဉ်၅ပွဲပြီးမှရမှ၄မှတ်ရထားတယ် Man United ကတော့ပွဲစဉ်၅ပွဲကစားပြီးမှရမှ9မှတ်ရထားတယ်ဒါပေမဲ့ Man United ကိုမမေ့သင့်တာက तू ၅ပွဲတွေ့ထားတဲ့ထဲမှာအသင်းကြီး၃သိန်းကိုကစားခဲ့ရပါဘောနော်အသင်းကြီး၃သိန်းဆိုတော့ဒီလောက်ခက်ခဲတဲ့အခြေအနေမျိုးမှာရမှ9မှတ်ဆိုတာအရင်ကြီးဆိုးရလို့လည်းပြောလို့မရဘူးတိုက်တဲကိုချင်းချောင်းနိုင်တဲ့အစစ်မဟုတ်ပေမဲ့ရာဒီကုံမှာ level တစ်ခုကိုပြန်သွားနိုင်တဲ့အနေအထားမျိုးလို့တော့အခုလိုအကြံမြင့်ယူဆလို့ရတယ်။အဲ့တော့တင်းချင်းစီရဲ့ခြေစွမ်းလေးတွေကိုအာသာချအားနည်းချက်လေးတွေပြန်ပြီးတော့သုံးသက်ကြည့်အောင်ပါ။ Bravo က DRD မှာအခုသတိထားမိတာတော့ခက်စစ်တော်တော်လေးကိုအားနေတယ်။ပွဲစဉ်၅ပွဲမှာခက်စစ်ကပေကို10ဂိုးထိပေးထားခဲ့ရပြီးတော့ဒါ2003လေးနောက်ပိုင်းမှာခက်စစ်ကပေကိုအများဆုံးရသည်။ပြီးတော့နောက်တစ်ချက်ကဒီ Bravo ရဲ့ဒီတိုက်စစ်ပိုင်းကလည်းအရင် Ambu Moro Wisaro လို့မဟုတ်တော့ဘဲတိုက်စစ်မှာ Igor Tiago နဲ့အာ ကွင်းလေတိုက်စစ်နေရာမှာ dance get ရှိမယ်ပြီးတော့ kevin shar တွေကလည်းအကောင်းဆုံးပုံစံမရသေးဘူးဆိုတော့သူတို့ရဲ့အာသာချက်ကပုံမှန်ဆိုရင်တော့3 back နဲ့သွားမယ် physical ဘိုင်းကိုအားပြုမယ် long body ကစားမယ်ဒါအရင် thomas front လောက်အောင်မှာသွားခဲ့တဲ့ပုံစံလက်ရှိ new gate and do လောက်အောင်မှာကျတော့အဲ့လိုပုံစံမျိုးပျောက်ဆုံးသွားတယ်ခန်းစစ်ကဂိုးတွေပေးလာတယ်ဆိုတော့ brand flow ရဲ့အဓိကအားနည်းချက်လို့ထင်တယ်အဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ brand flow ရဲ့လက်ရှိခြေစွမ်းတွေပေါ်မှာညီလေးရဲ့အမြင်တွေပြောပြပါဦးဟုတ်တေချာတော့ကျွန်တော်ခုနပြောတဲ့နေရာမှာလည်းပါပါတယ် brand flow ကသူတို့ရဲ့အရင် brand flow ပုံစံလုံးဝမရှိတော့ဘူး brand flow အငွေ့အသက်ကိုလုံးဝပျောက်ဆုံးသွားပြီးတော့ဟိုအသွင်သင့်တဲ့ brand flow ဖြစ်နေအသွင်သင့်တဲ့ brand flow ဆိုတာကောင်းတဲ့ဘက်ကအသွင်သင့်လာဆိုတော့လည်းမဟုတ်ပြန်ဘူးသူတို့အားနည်းတဲ့အပိုင်းတွေမှာပိုထင်သာမြင်သာရှိနေတဲ့အပိုင်းတွေရှိတယ်အဲ brand phone နဲ့ပတ်သက်ပြီးတခုပဲရှိတာကျွန်တော်ခုနပြောကြပါပါတယ်သူတို့အိမ်ခွင်းလေးမှာတော့ဒါမဆိုးတဲ့မဆိုးတဲ့စမ်းဆောင်ကလေးပြတာ EFM မှာဆိုလဲဒါ ပြုတ်တာပြုတ်သွားရဲဆိုပေမဲ့သူတို့မိနစ်60တွေမရှုံးအောင်ကစားနိုင်တဲ့ပွဲတွေရှိတယ်ပြီးလို့ရှိရင်အဲ့ဒီအနီးကဆုံးပွဲတွေမှာဆိုဒါဗီလာကိုအိမ်ကွင်းမှာဒါနိုင်အောင်ကန်ထားတဲ့ပွဲလေးတွေဆိုလို့ရှိရင်တော့ဟိုမစိုးဘောနော်သတ္တမထဲသွားနိုင်တဲ့အပိုင်းမှာကြာရင် Brandford ကလုံးဝကိုပျောက်ဆုံးနေစေလို့ဖြစ်ချင်တယ် ခန်းစစ်မကောင်းလို့ဆိုပြီးတော့ခန်းစစ်ကိုခုနောက်ပိုင်းလုံအောင်ပိတ်ဖို့ကြိုးစားတဲ့ fiber တွေပါ Yeah fiber တွေပါကစားတယ်ဒါပေမဲ့အဆင်ပြေလားဆိုတော့လေအဲ့ fiber ကြီးကစားတဲ့အတိုင်းအောင်အဆင်မပြေတဲ့အပိုင်းတွေရှိတယ်ဆိုတော့ brand food နဲ့ပတ်သက်ပြီးကတော့ဒါဒီနေ့ရာသီအစကလုံးဝအရင် brand food မဟုတ်တာတော့တေချာတယ်။နီးပြတဲ့နဲ့ဒီကစားသမားတစ်တချို့ကြားမှာပေါင်းဆက်မှုတွေလည်းအားနေတယ်။ပြီးတော့ကွင်းလယ်မှာ Henderson လို့ကစားသမားမျိုးကိုခေါ်လာတယ်ဆိုရင် Henderson ကသူ့ရဲ့အသက်အရွယ်အရကသူ့ရဲ့ဒီသွားနေတဲ့ဒီကစားသမားဘုရားတဲ့နောက်ဆုံးအပိုင်းခြားရောက်လာတဲ့အကြဘက်ကိုရောက်လာတဲ့အချိန်မှာခေါ်လာတယ်ဆိုတော့ ခေါ်ထားတဲ့ကစားသမားနဲ့ရှိတဲ့နီးပြနဲ့တွားနေတဲ့ဝေးနေက Brandfo နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင် vibe မျိုးလုံးဝပြတ်မရဘူးလို့ခံစားရတယ် Brandfo နဲ့ပတ်သက်ပြီးတော့ဒါလုံးဝအမရိုက်တဲ့မှာတော့ပါပါတယ် Brandfo မှာအာသာချက်ကိုပြောပါဆိုရင်တော့ဒီအာဒီမှာငါးဘွဲကစားမှာ၄ဘွဲကပြန်ဘက်ကိုဥဆောင်ကိုစတင်တယ်အဲ့ဒီနောက်ကအားနေချက်ကိုပြောပါဆိုရင်တော့ဥဆောင်ကိုတွေပေးရတဲ့ဘွဲတွေမှာလည်းရလက်တီမကောင်းငယ်ပဲနဲ့တပွဲပဲနိုင်တယ်တပွဲတည်နှစ်ပွဲရှုံးပြီးတော့ဒီအာဒီမှာဥဆောင်ကိုတွေသွေးပြီးမှရမှတ်ရှစ်မှတ်ပြီးဆုံးရှုံးထားခဲ့တယ်ဒါ2008တုန်းက ဒီမှတ်တမ်းတွေရပြောင်းပြီဆိုဖူအန်နောက်ပိုင်းအများဆုံးဖူအန်ကရာသီဖွင့်၅ဘက်မှာအဲ့လိုရမ၉ဘက်အထိဝင်းနီပိုဇီရှင်တွေကနေအမှတ်ဆုံးရှုံးထားခဲ့ပြီဒီချက်ကိုပြင်ဆင်ဖို့လိုနေမယ်ပြီးတော့နောက်တစ်ချက်ကခုနပြောသလိုပဲပြိုင်ပဲရဲ့ဒီကန်သွင်းချိန်ချောင်းမှုတွေခံရတဲ့အရေးအတွက်ကလည်းဒီရာသီမှာအချိန်80လေးရှိတယ်၅ဘက်မှာဒါကဘန်လီ၅95ချိန်ပြီးရင်ပြိုင်ပဲရဲ့ဒီ short fade တွေကိုကန်ရလဲများရဆိုတော့ခန်စစ်အားနည်းနေရဆိုတာအရင်ပေါ်လင်းဒီဘက်မှာတော့ Kate Andrew နေနဲ့အတင်းရဲ့ဒီခန်စစ်ကိုပိုတီချိန်အောင်ကွလဲ၃ယောက်ဒါမှမဟုတ်ကွလဲ၅ယောက်နဲ့3 byte တော့လကော 5-3-2တော့လကောင်းထပ်ပြီးတော့လာအောင်မယ်လို့ねအဓိကတော့ခန်းစစ်ကိုပဲတည်ဆောက်ရမယ်တစ်ဖက်က United ကတော့ဒီဘက်မှာအပေါင်းလက္ခဏာဆောင်တာကပြီးခဲ့တဲ့ဘက်က Chelsea ကိုနိုင်လိုက်တဲ့ဘက်ပဲအသင်းကြီးချင်းချင်းတွေ့တဲ့ဘက်မှာနိုင်တယ်ပြီးတော့သူတို့ရဲ့ဒီပုံစံကောင်းလေးတစ်ခုကိုလည်းပထမပိုင်းမှာပြနိုင်ခဲ့ဆိုတော့ United နဲ့ပတ်သက်ပြီးတော့လည်းညီလေးရဲ့အမြင်လေးပြောပြပါ United ကပြီးခဲ့တဲ့အနည်းငယ်ဆုံးပွဲတော့ဒါသူ့အတွက် positive vibe လုံးဝရအောင်တော့ချိန်သေးတယ်ဗျာ Chelsea ကိုသူ့အတူကစားမတယောက်အစိုးရထွက်လို့ပဲဘယ်လိုပဲဖြစ်နိုင်နိုင်မနိုင်နိုင် ချယ်ဆီကိုအင်ကွင်းမှာဧည့်ခံသွားတဲ့ပုံစံယူနိုက်တက်ဒီအရင်ပုံစံမျိုးလေးကနေနည်းနည်းဖောက်ထွက်ပြီးတော့စိတ်တပိုင်းဆိုင်ရာတွေနည်းနည်းပြောင်းပြင်းတက်လာတယ်ပြီးတော့အဲ့ချယ်ဆီနဲ့ပွဲမှာဆိုတာအာမိုရင်ရဲ့နောက်ဆုံးပွဲလို့လူတွေကထင်ကြတယ်ဟိုအဲ့ပွဲမှာတကယ်လို့သာချွတ်ချော်သွားမယ်ဆိုရင်ဒါအာမိုရင်လစ်ပြီးလို့တော့ထင်ကြတာအဲ့ဒီအနေထားကနေဆက်ပြီးတော့ဆွဲဆက်လာနိုင်တဲ့အားတို့ကိုဒီဒီဘက်မှာလည်းသူတို့ရအောင်လို့ထပ်ပြီးတော့ဆွဲခေါ်မယ်တော့ထင်တယ်ယူနိုက်တက်ကဒီနေ့ပေါ်လုံးရာသီသွားနေတဲ့ဝေးတွေရာဆိုလို့ရှိရင်တော့ဒါ ကျင်းစီတယ်ဟိုအားရစရာမကောင်းသေးတဲ့အနေထားတစ်ခုလို့တော့ထင်ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ဘက်မှာလည်းသူတို့အားသာကြအားနေချက်လေးတွေရှိတဲ့အပိုင်းမှာဒါတိုက်စစ်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဒီနှစ်မှာအားရလာတယ်တော့ပါတယ်အခုအသင်းဟောင်းနဲ့ပြန်လည်ရင်ဆန်အမေဒါအဘူမူပါလာမယ်ပြီးတော့ဒီပွဲမှာဆိုရင်ကိုညာလည်းဒါဒီမိချက်ပြန်ပါလာလို့ရတဲ့အခြေအနေရှိသွားပြီအဲအဘူမူကိုညာဆက်ကိုတို့၃ရောက်ရဲ့တိုက်စစ်က ဒီအဒီစိုးဝါနေတဲ့ brand four ရဲ့ဒီခံစစ်ကိုတော့ကောင်းကောင်းကြီးဒုက္ခပေးနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။တခုပဲ Casmero ပြီးခဲ့တဲ့ပွဲမှာ racket ထိသွားတဲ့အတွက်ဒီပွဲမှာမပါလာနိုင်တဲ့အတွက် Ugarte ပါလာမယ်။ကွင်းလေပိုင်းမှာဒါအချက်ပဲဖြတ်ပြီးတော့ဟိုတခြား creation ပိုင်းနေလောင်းမောပေးတာပဲဖြစ်ဖြစ်ကို creation ပိုင်းနေ vision ပဲဖြစ်ဖြစ်ဒီပိုင်းနေမှာဆိုရင် Ugarte က Casmero နဲ့ဆိုင်အများအကြီးနည်းတယ်လို့တော့ကျွန်တော်ကခံစားရတယ်။ Casmero ကဘာဖြစ်ဖြစ်သူ့ရဲ့တဘာနဲ့ဝါနဲ့အရာဆိုလို့ရှိရင်တော့လက်တလုံးမှာအကြပိုင်းရောက်နေသည့်တန်အောင် United ကွင်းလေကို ိုတမျိုးမဟုတ်တမျိုးနဲ့တော့ဒါပုံဖော်ပြီးနိုင်တယ်ကုညီပေးနိုင်လို့တော့ကျွန်တော်ပြီးခဲ့ပွဲမှာလည်းဒါသူပုံစံကောင်းပြခဲ့တော့အဲအဲ့လိုမျိုးကစားမှမပါတဲ့ဘိုင်းမှာတော့ United နဲ့ပတ်သက်ပြီးဒီပွဲမှာတော့ကွင်းလယ်ဘိုင်းကိုအားမရဘူးခြားတော့ဒီခန်စစ်ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီတောင်ပန်နှစ်ဖက်ကိုတော့ကျွန်တော်စောင့်ကြည့်နေတယ်ဒီ Masrawi ဇာတိ Ahmed Diallo ကိုအသုံးပြုပြီးတော့သူတစ်ဖက်ကအားနေတဲ့ခန်စစ်ကိုနှဲ့မဲ့အပိုင်းနေရှိတယ်အဲဆိုလို့ချင်တာတော့ဒီနေ့ပွဲမှာတော့ဒါတစ်ဖက်က Brentford ရဲ့အားနေချက်တွေကြောင့် United ကဒီပွဲမှာနှစ်ပွဲဆက်အနိုင်မျိုးပုံပေါ်လို့ရတယ်မျောလင်းလို့ရတယ်ရာခိုင်နှုန်းလည်းများတယ်လို့တော့ခန်းစားရပါတယ် ယူနိုက်တက်နဲ့ပတ်သက်ရင်ဒီယာဒီမှာအားရစရာအချက်ကတော့ဒါပြိုင်ဘက်တီရဲ့ဒီခံစစ်ကိုဟုတ်ကန်သွင်းချိတ်ချမှုတွေတော်တော်လှုပ်ထားနိုင်တယ်ပရီးမီးယားလိမှာအသင်းအားလုံးထဲမှာအများဆုံးတော့ပြောလို့ရတယ်82ကြိမ်ဆိုတော့တပွဲပြည်များ16ကြိမ်လောက်လှုပ်ထားတယ်မနစ်ကတရာဒီလုံးမှာမှာ73.9ကြိမ်14ကြိမ်မပြည့်ဘူးဆိုတော့ဒီနေ့မှာအဲ့ဒါလေးပိုအားကောင်းလာတယ်ပြီးတော့အမှုမို့ဆိုရင်ဒီယာဒီမှာကန်ချက်15ကြိမ်လောက်ရှိထားတယ်ဟာလန်20ကြိမ်ပြီးရင်ကန်သွင်းချိတ်ချမှုအများဆုံးဒါလေးတော့သူတို့နဲ့ပတ်သက်ပြီးအားတက်စရာအချက်ပြီးခဲ့တဲ့တစ်ပတ်ကချဲစီကိုနိုင်ထားတဲ့အချိန်ကိုဒီလောက်ဘယ်လောက်ထိသူတို့တည်ဆောက်နိုင်မလဲ နောက်တစ်ချက်ကတော့ဒီနေ့မှာကိုညာကဟိုကြက်ခိုင်မှုပြင်းနဲ့ပါလာမယ်ဆိုကိုညာအမ်ဘူမို2ယောက်ဘယ်ညာဖြစ်သွားမယ်ဆိုရင်အာမက်ဒီရောညာတောင်မှဝင်းဘက်အနေနဲ့ပို့ပြီးတော့အသင်းရဲ့တိုက်စစ်ကပိုကောင်းလာနိုင်တယ်ရှက်စကိုကတော့အခုထိပုံစံကောင်းမပြနိုင်သေးဘူးရုံးကန်နေရဆဲဒါပေမဲ့ဒီသင်းတွေ့ရင်မမေ့အသင်းတာကဘရန့်ဖို့ကမှ United အနေနဲ့အမြဲလိုလိုရုံးကန်တယ်အဲ့တော့ဒီဘက်မှာ United အနေနဲ့အနိုင်ရပါမလားသူတို့ရဲ့ပြီးခဲ့တဲ့တစ်ပတ်က Chelsea ကိုနိုင်ခဲ့တဲ့ဒီရလက်ကဘလောက်ထိသူတို့ဒီပွဲပေါ်မှာဟို carry ဖြစ်နေဒီပေါ်မှာလည်းညီလေးအမြင်တွေပြောပြပါ တကယ်ကြတော့ကျွန်တော်ခုနပြောလို့ပဲအသင်းကြီးသင်းငယ်ဆိုရဲခေါင်းစဉ်သားရှိပေမဲ့လက်ရှိ United အဝေးဝင်းအားနေနေတာရဲ့ဒီ Brandford ကလည်းအင်ကွဲမှာမဆိုးလာတာနဲ့ရှင်လို့ရှင်တော့ဒီဘက်ကကွာချက်အရင်ကြီးမားနေတယ်လို့မခံစားအောင်ဒါပေမဲ့ဘယ်အသင်းကကြက်လက်ပိုကောင်းမလဲဆိုရင်တော့ကျွန်တော်ကတော့ United ကိုပို့ပြီးတော့သဘောကျမိတယ်ဘာလို့လဲဆိုတော့အနီးကဆုံးပွဲမှာဒါ Chelsea ကိုနိုင်တဲ့ Modi လေးရထားတယ်ပြီးတော့ Amorin အတွက်ကလည်းဒါနောက်ဆုံးပွဲတိုင်းကနောက်ဆုံးနောက်ဆုံးဆိုတဲ့ဟို PR နဲ့တွားနေရတဲ့အချိန်မှာမဖြစ်မနေနိုင်ရမယ်ဆိုတဲ့အတီတရားကိုပြန်ထည့်ရတဲ့အခိုက်အတန့်တွေက ဒါအသင်းရဲ့ကစားသမားတွေရဲ့ကြိုးစားထုံးမှာလည်းအဓိကပါဝါပြီးဒီဒီနေ့ပွဲမှာဆိုရင်ဒါ Brentford နဲ့ပွဲမှာဆိုရင်ပြန်ပါလာမယ်ကိုညာပါလာမယ်ပြီး MMO ပါလာမယ်ခုနကပြောရတဲ့အဲဒီမှာပဲကစားသမားတော်တော်များများကရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ Brentford အတွက်အားသာနေတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့တစ်ချက်ပဲကျွန်တော်ဒေါက်ဖြစ်တာတစ်ခုက United ကဒီနေ့ဘောလုံးရသည်မှာဒါတပွဲနိုင်တယ်တပွဲမနိုင်ဘူးတပွဲနိုင်တပွဲမနိုင်အဲ့လိုကလင်နာသွားနေတဲ့အချိန်မှာအနိကဆုံး Chelsea နဲ့ပွဲမှာနိုင်ထားရတယ်ကလင်နာရဒီပွဲမှာ ်ပြန်ပြီးတော့ပြန်ပြုတ်ကြအောင်မလားဒါတခုပဲဆိုရင်လည်းကျွန်တော်တူရဲအမြင်ရဆိုလို့ရှင်တော့ဒါ United ဒီနေ့ပွဲမှာတော့ဒါ DRD ရဲ့နှစ်ပွဲဆက်အနိုင်တခုကိုဒီတစ်ပတ်မှာထပ်ပြီးတော့ပုံပေါ် line out လဲဆိုရဲစွမ်းဆောင်ရမျိုးရှိရလို့ထင်တယ်ဒါကလည်း Brandford ရဲ့ဒီကိုပြောတဲ့ခံစစ်အားနည်းချက်တွေအကြောင်းပါဒီနှစ်သင်းတွေ့ရင်ထူးခြားတဲ့အချက်ကအင်ရှင်တွေကနောက်ဆုံး6ချိန်မှာနောက်ဆုံး9ချိန်မှာ6ချိန်နိုင်တာဒါပေမဲ့နှစ်သင်းတွေ့ရင်အင်ရှင်တွေတာတာများဒါပေမဲ့ ဘရန်ဖိုးဘက်ကကြည့်မယ်ဆိုဘရန်ဖိုးကသူ့အိမ်ကွင်းမှာ United ကိုအဲခံကစားတယ်နောက်ဆုံး၃ပွဲလုံးမရှုံးခဲ့ဘူးနှစ်ပွဲနိုင်တယ်တစ်ပွဲတည်ကြတယ်မနစ်က4-3နဲ့ဂိုးတွေပြတ်ပြီးမှပြီးကနေမှပြန်ပေးလိုက်ဆိုဒီဘက်မှာလည်း United အနေနဲ့လွဲကူမှမဟုတ်သေးဘူးလို့ထင်တယ်နောက်တစ်ချက်က United ရဲ့အားအနေဆုံးပိုင်းကိုပြောပါဆိုရင်အဝေးကွင်းရလက်တွေပဲအဝေးကွင်းနောက်ဆုံး9ပွဲလုံးမနိုင်ခဲ့ဘူးနှစ်ပွဲတည်၅ပွဲရှုံးဆိုတဲ့ရလက်က2019နောက်ပိုင်းမှာဒါအဝေးကွင်းမှာနိုင်ပွဲဆက်ဟိုနိုင်ပွဲမရတဲ့အမှတ်တမ်းအရှိကြဆုံးကာလပြီးရင်လန်ဒန်သွားကစားရင်ပို့ဆိုတယ်လန်ဒန်မှာသွားကစားရင်နောက်ဆုံး24ပွဲမှာဆိုရင် ၃ပွဲပဲနိုင်ခဲ့တယ်၆ပွဲတည်၅ပွဲရှိတယ်လန်ဒန်ကသူ့တပည့်တော်မှမလွယ်ဘူးအကိုလည်းဒီပွဲကိုအစိုးရတုန်းကကိုပြောခဲ့တဲ့ preview လေးရှိတယ် United နိုင်လောက်တယ်ဆိုတဲ့အမြင်မျိုးနဲ့ဒါပေမဲ့ teacher stat တွေဖတ်လိုက်တယ်လက်ရှိခြေစွမ်းတွေပြန်လည်လိုက်တဲ့အချိန်မှာနိုင်ဖို့ခက်ခဲနိုင်တယ်လို့ထင်တယ်ဒါပေမဲ့ဒီဘက်ကနှစ်သိန်းလုံးရဲ့ခန်းစစ်တွေစိတ်မချရဘူး United ကလည်းတိုက်စစ်ပိုင်းဒီဘက်မှာပိုကောင်းလာနိုင်တယ်ဆိုအကိုကဒီဘက်မှာအပြန်လန်သွင်းဖို့များမယ်ဆိုတဲ့အဘက်ကိုရွေးချင်တယ်နှစ်သိန်းပေါင်းသွင်းကို၃ခုနဲ့အထက်လောက်သွားမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒါဒီပွဲလေးကတော့ဒီလောက်ဆိုရင်လုံလောက်ပြီလို့ထင်ပါတယ်နောက်ဒါမဲ့ပွဲစဉ်တွေတော့ပြန်ပြီးတော့ဆွေးနွေးကြအောင်ပါဟုတ်ကဲ့ပါ ဒီ season ကိုတော့ SBO တော့ရနေပြီးတော့အဓိကပံ့ပိုးကူညီပေးထားပါဗျ SBO တော့ကတော့ Premier League Club Fulham အသင်းနဲ့ Sheffield United အသင်းကို sponsor ပေးထားတဲ့ company ဖြစ်ပြီးတော့ညီကိုရင်းနဲ့ယုံကြည်စာလက်တွဲလို့ရတယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါချင်ပါတယ်ပေးတယ်မယ်များအခုတင်ဆက်ပေးခဲ့တာကတော့ Brentford နဲ့ United ပွဲစဉ်ပွဲကြိုသုံးသက်ချက်စီစဉ်မဲ့ဖြစ်ပါတယ်နောက်လာမယ့်ပွဲစဉ်တွေမှာပေးတဲ့နေနဲ့ထပ်ပြီးတော့ဆုံညီပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ